ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့2025ခုနှစ်အတွက် Nobel Peace Prize ကိုသမ္မတဒေါ်နယ်ထရမ့်မှာချီးမြှင့်တော်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်စုံကိုကျွန်တော်ဘာသာပြန်တင်ဆက်ပေးရမယ်ဆိုရင်တော့ The Guardian သတင်းစာကဒီကနေ့ April 20 2025မှာတင်ဆက်သွားတာကတော့တမရထရန်ကသူ့အနေနဲ့တခြားစုတွေထက်ဂုံတိတ်ခါရှိတဲ့စုကိုလိုချင်ကြောင်းပြောပါတယ်။ဒါဟာစုတွေအများကြီးရတဲ့အထက်ကတစ်ခုပါပဲ။ပြီးတော့သူဟာဒီ Nobel စုဟာပထမခြေလှမ်းဖြစ်ပြီးနောက်ထပ်စုတွေအောင်ပွဲတွေ16ခုလောက်လာလိမ့်အောင်မယ်လို့ပြောပါတယ်။တမရထရန်ဟာအမေရိကန်တမရပထမဦးဆုံးအကြိမ်စဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့10နှစ်2016ခုနှစ်ကတည်းကသူဟာအောင်မြင်သူတယောက် အဖြစ်ကြွေးကြော်ခဲ့ပြီးအမေရိကန်နိုင်ငံ၏လောကရေကိုစတင်ဝင်ရောက်လာကအဖက်ဖက်ကဘီယိုဘီအေရီဖြစ်စီးပွားရေးတွေကျဆင်းနေတဲ့အမေရိကကို America Great Again ဖြစ်အောင်ပြုလုပ်မယ်လို့ကြွေးကြော်ပြီးအဲ့ဒီလိုလုပ်နိုင်မဲ့သူဟာလည်းကဘာပေါ်မှာသူတယောက်တည်းသာရှိကြောင်းပြောဆိုပြီးသမရစဖြစ်လာခဲ့သူပါသူဟာငါတို့တွေအောင်ပွဲတွေအများကြီးရရှိလိမ့်မယ်အဲ့ဒီအောင်ပွဲတွေများလွန်းလို့အောင်မြင်ရတာတော့ပင်မလာတဲ့အထိအောင်ပွဲတွေရရှိလိမ့်မယ် အဲ့ဒီအချိန်ကျရင်ခင်ဗျားတို့ကပြောလိမ့်မယ် Mr. President အောင်ပွဲတွေကတိတ်ကိုများပြားနေပါပြီတော်ပါတော့ရပ်ပါတော့လို့တော့ပြောယူရလိမ့်မယ်အဲ့ဒီအချိန်ကျရင်ငါဘာပြောမလဲသိလားမရသေးဘူးမပြီးဆုံးသေးဘူးငါတို့တွေဆက်ပြီးနိုင်ရအောင်မယ်နောက်ထပ်ပွဲတွေအများကြီးနိုင်ရအောင်ပါလို့သူကသူ့ရဲ့ American လူမျိုးတွေကို ပြောခဲ့ပါတယ်မတော်နောက်ထပ်နိုင်ရအောင်မယ်ဆိုတဲ့စကားရက်တွေဟာသူ့ကိုနှစ်ပေါင်းများစွာဒီပေတတိပေချောင်းလန့်နေခဲ့ပြီးအခုတော့ သူဖြစ်ကျင်တဲ့ဒုတိယအကြိမ်သမရဖြစ်လာခဲ့ပြီးနောက်တစ်ခါသူ့နိုင်ငံ ဆုံးရှုံးမှုကိုစိတ်ကူးတော်မရင်နိုင်တော့ဘူးလို့သူကပြောလိုက်ပါပြီ။အဲ့ဒီလိုနိုဘယ်ငြိမ်းချမ်းရေးဆုကိုရယူခြင်းနေတာကြာပြီးမကြသေးမီကလည်းကုံတွေးရေးစစ်ပွဲကိုစတင်ကျင်းညာခဲ့တဲ့သမရထရမ့်ဟာဘာတွေအောင်မြင်မှုတွေရရှိလာအောင်လဲဆိုတာပါပဲ။သမရထရမ့်ရဲ့နောက်ထပ်ရရှိမယ့်အောင်ပွဲ16ပွဲကိုတော့အခုလို Guardian သတင်းစာက ဖော်ပြလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ကတော့ကိုလံပီယာတက္ကသိုလ်ကနေပြီးတော့ဒေါ်နယ်ထရမ့်ဟာစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုပါရဂူဘွယ်နင်းသပင် ပေးပွဲမှာမေကွန်းပြောကြားပြီးအဲ့ဒီစုကိုချီးမြှင့်ပေးမဲ့သူဖြစ်ကြောင်းတက္ကသိုလ်များကိုထောက်ပံ့နေသောဒေါ်လာသန်း၄၀၀ကိုရုပ်သိမ်းမီအဖြစ်ကြေညာပြီး Harvard တက္ကသိုလ်ကဲ့သို့ပင်နိုင်ငံရေး PR အားလုံးမှလွတ်မြောက်ပြီးရှင်းသန်းအောင်လှုပ်ဆောင်နိုင်သောအဖွဲ့အစည်းအဖြစ်ဂုံပြုစုချီးမြှင့်သွားရန်ဖြစ်ကြောင်းကိုလံပီယာတက္ကသိုလ်ကပြောပါတယ် ဒုတိယကတော့ဒီနေ့ခေတ်မှာစစ်ပွဲတွေကိုဖျက်သိမ်းရန်နဲ့ကဘာတဝါမှာရှိတဲ့အမျိုးသမီးတွေကလေးငယ်တွေရွှေ့ပြောင်းနေထိုင်သူတွေရဲ့အခွင့်အရေးတွေအတွက်အလံမလဲသောပံ့ပိုးကူညီမှုအတွက်2025နိုဘယ်ဆုရှင်ဖြစ်ဒေါ်နယ်ထရန့်ကိုစကားတင်စီးရင်ထဲမှာထည့်သွင်းဖော်ပြလိုက်ပါတယ်။ Nobel Prize Committee ရဲ့ဆုံးဖြတ်ချက်ဟာ American တောင်ပိုင်းတပ်ဖွဲ့ကုကဲမှုမှာညဉ့်ညာရေးထိန်းသိမ်းသူများ၏အောင်မြင် အောင်မြင်ပွဲအောင်ပွဲခံမှုနဲ့အတူလိုက်ပါသွားခဲ့တယ်လို့အော့စလိုအော့စလိုမြို့ကနေပြီးတော့ကြေညာပါတယ်တတိယကတော့ကိုလံပီးယားတက္ကသိုလ်ရဲ့ဖူလစ်ဇာလို့အမည်ရတဲ့ဂုံပြူစုကို အမေရိကန်နိုင်ငံရဲ့ကြီးကြပ်ခမ်းနားမှုကိုထုတ်ဖော်ပြသနိုင်ခဲ့တဲ့အတွက်ပြည်သူ့ဝန်ဆောင်မှုစုကိုဒေါ်နယ်ထရမ့်ဟာချီးမြှင့်ခဲ့ပါတယ်နံပါတ်၄ကတော့အမေရိကန်ရဲ့မော်စီယာများမျက်လက်အတတ်ပညာရှင်များအသင်းကနေပြီးတော့ဥပဒေအကျိုးဆက်အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ပေမဲ့လည်းရှောင်ရှားနိုင်ခဲ့တဲ့အတွက်တမရဒေါ်နယ်ထရန့်ကို တနစ်တာရဲ့အကောင်းဆုံးအမှုပညာဖြစ်အမှုပညာရှင်ဖြစ်ဟော်ဒူနီ လို့အမည်ရတဲ့ဆုကိုချီးမြှင့်ခဲ့ပါတယ်။နံပါတ်5ကရော့ကနေဒီစင်တာမှ၎င်းရဲ့2025ဖျော်ဖြေရေးအမှုပညာတွင်ဂုံနူးဆောင်စု5ခုစလုံးဟာအမေရိကရဲ့ရင်ကျေးမှုနဲ့အမှုပညာလက်ရာတွေအတွက်တမရဒေါ်နယ်ထရန့်အားပေးအပ်သွားမယ်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။မြို့တော်မှာအခြားသတင်းတစ်ခုကလည်း စမစ်ဆိုနီယာတက္ကသိုလ်မှအသက်ဆောက်ပြီးဖွင့်လိုက်တဲ့စာအုပ်အမိကိုလည်းဒေါ်နယ်ထရမ့် White European Heritage Museum လို့အမည်ပေးပြီးဂုဏ်ပြုခဲ့ပါတယ်။နံပါတ်6ကတော့ကိုလံဘီယာတက္ကသိုလ်ကစီးပွားရေးဂုဏ်သူဆောင်ဂုဏ်ပြုစကားမပြောမီဒေါ်နယ်ထရမ့်ကို ကျွန်ုပ်တို့ပညာရေးဆိုင်ရာမူဝါဒများမှာပါရွက်နေတဲ့မူဝါဒတွေကိုရဲတင်းစွာထောက်ပြပြီးပြုပြင်ပေးသွားခဲ့တဲ့လူသားဆန်သော စာများပါရှိတဲ့ဇီယာတူဆိုတဲ့စုကိုဒေါ်နယ်ထရန့်အကြီးမြတ်လိုက်ပါတယ်။နံပါတ်9နာဆာရဲ့ဂုံတူးဆောင်ဝန်ဆောင်မှုတစ်စိတ်ကို PS င်တွင်တမရတမရရဲ့မိန်းကွန်းမှာသူနာမည်ပေးထားတဲ့ Sombrio Galaxy အားလွတ်လပ်တဲ့ agency တွေကနေပြန်လည်ပြီးတော့ Donald J Trump ရဲ့နိုင်ငံငွေတန်းအမိအဖြစ်ပြန်လည်ပြောင်းပြီးဂုံပြုခဲ့တဲ့အတွက်သူကနေကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ နံပါတ်၈ကတော့ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုကိုဒေါ်နယ်ထရမ့်ဟာအခုချိန်ထိစိတ်ကူးရင်မဆန်သောနီလန်းများဖြင့်ပေါင်းဆက်ရယူနိုင်မှုကြောင့်ကမ္ဘာမြေအနှံ့ရှိစာရေးဆရာတွေနဲ့စာဖတ်သူများအပေါ်ကြီးမားသောဩဇာလွှမ်းမိုးမှုကျင့်သုံးပြီးမျိုးဆက်သစ်များထံချပေးခဲ့ပါတယ်။ဆွီဒင်တို့ Nobel Committee ဟာသမ္မတရေးသားထုတ်ပေးခဲ့တဲ့စာအုပ်တွေဖြစ်တဲ့ Save America, Kick Ass ပြီးတော့ Think Big စတဲ့စာအုပ်တွေကို အတူယူပြီးတော့ထူးခြားသောဥပမာများအဖြစ်ဖော်ပြခဲ့တဲ့ American Nobel ဆုရှင်ဟာ Stockholm မှာအခြေစိုက်တဲ့ US Marine တပ်များကိုလည်းစုခွာသွားရန် ပြုလုပ်ခဲ့တဲ့အတွက်ဒီစုကို ထိုက်တန်ကြောင်းကြေညာသွားပါတယ်။နံပါတ်9ကိုလံဘီယာတက္ကသိုလ်ရှိ Lee C Foran ကို ကောက်ကစားစဉ်အားကစားစွမ်းရည်အတွက် Arnold J Palmer ရဲ့တသက်တာဝန်ဆောင်မှုစုကို ဒေါ်နယ်ထရမ့်အား PM ရဲ့ခမ်းမအဖြစ်သတ်မှတ်ပြီးသမ္မတဒေါ်နယ်ထရမ့်နိုဘယ်ဆုရခဲ့ရင်အဲ့ဒီဆုကို ထိန်းသိမ်းထားမဲ့နေရာဖြစ်သတ်မှတ်ပြီးခဲ့ပါတယ်။နံပါတ်10 2025ခုနှစ်ရဲ့ဟောလိဝုဒ်ရဲ့တရုတ်ဆောင်ဒါရိုက်တာကြီးဖြတ်ချင်တဲ့ဖန်သားပြင်ရေးချင်းအမျိုးအစားတွေမှာ မကြုံစဖူး AMB ဆု၄ခုစလုံးကိုပေးအပ်ခြင်းချိမြင့်ခြင်းခံခဲ့ရပါတယ်။နံပါတ်7ဂျေရုဆလင်အကြီးအကဲဖြစ်ယင်းနှမြုံနှံစဉ်အတွင်းအီရန်အားအစ္စရေးကို အတူယူပြီးတော့ငင်းညာရေးတိဆောက်ရန်ပြောတိုင်းပြောခဲ့ပြီး Trump Gaza Riveria Hotel ကိုလည်းတိဆောက်ခဲ့ပါတယ်။နံပါတ်7အမေရိကရဲ့ National အမျိုးသားအားကစားပွဲတွေဖြစ်တဲ့ NFL, NBA, NHL, MLB တွေကလည်း Team America ကိုဦးဆောင်ရန်အတွက်တစ်နှစ်တာအတွက်အကောင်းဆုံး စိတ်ခွန်အားပေးတဲ့နီးပြအဖြစ်ဒေါ်နယ်ထရမ့်အားစုပေါင်းမဲပေးခဲ့ကြပြီးအဲ့ဒီအခမ်းအနားကိုတော့ကိုလံပီးယားတက္ကသိုလ်မှာဒီနှစ်ထဲမှာကျင်းပသွားမယ်လို့သိရပါတယ်။နံပါတ်7ကတော့ The General Orchestra Foundation ကလည်းဒေါ်နယ်ထရမ့်ရဲ့ရုရှားသမ္မတပူတင်ရဲ့မယ်ရင်လီဖန်ရဲ့တူရကီသမ္မတရီကက်တီယစ်တို့ကိုဒီမိုကရေစီကိုခုခံကာကွယ်သူများအဖြစ်ဂုဏ်ပြုခဲ့ပါတယ်။ ။နံပါတ်၁၄ Oxford တက္ကသိုလ်ကလည်း American သမ္မတ Donald Trump ဟာ၎င်းရဲ့ကြီးမြတ်မှုနဲ့ပတ်သက်ပြီးနှစ်ကြိမ်တိုင်တိုင်ပြိုင်ဘက်သမ္မတတွေနဲ့အခြေတင်ဆွေးနွေးညှင်းခုံခဲ့ပြီး၎င်းရဲ့ထူးခြားသောဆုံးဖြတ်ချက်သည်သူ၏ပြောင်မြောက်လာသောစကားလုံးအသုံးအနှုန်းများဖြင့်တဲထိတ်ခြင်းဖို့စရာများပြုလုပ်နိုင်ခဲ့ပြီးလူတို့၏ယုံကြည်အားကိုးမှုရယူနိုင်ခဲ့တဲ့ထူးခြားတဲ့သမ္မတတစ်ယောက်ဖြစ်အတိမတ်ပြုခြင်းချီးကျူးခြင်းခံခဲ့ရပါတယ် နံပါတ်5ကိုလံဘီယာတက္ကသိုလ်မှာထပ်ပြီးတော့လေ The Art of the Deal လို့ခေါ်ရဲစိတ်ကူးရင်နဲ့အထုပ်ပတ်တီမဟုတ်သောစုအားသူ့ကိုချီးမြှင့်ခဲ့ပြီးဟော်ပြောမှုလုပ်ငန်းအားလစ်လူရှုမိခဲ့ခြင်းအတွက်လည်းသမ္မတထရမ့်ကို တောင်းပန်ခဲ့ကြပါတယ်။နံပါတ်6ကတော့ Cardinal ရဲ့စီမွေးစီဝေးဘွဲကနေပြီးတော့ပုပ်ယဟန်မင်းကြီးအစ်စ်အဖြစ် Trump အားမွေးကင်းစကလေးတွေအပေါ်လေးလေးလက်နက်လေးလေးနက်နက်လေးစားမှုစင်ရဲမှန်ပါသူတွေအတွက် တနာချစ်ခင်ကျင်နာမှုတွေကိုကိုကားကရွေးချယ်ခဲ့ပါတယ်။အခုသတင်းကတော့ဒီကနေ့ဧပြီလ20 2025မှာ Guardian သတင်းစာဂျာနယ်ကထုတ်ပြန်လိုက်တဲ့သတင်းကိုပါသာပြင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permission USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe So please take care of yourself and each other. Bye bye.